မင်္ဂလာတရားတို့ခွန်ရစ်လောကီရေးကိစ္စမှာလည်းအတိညာရှင်းတယ်ကိုစိတ်ကိုကိုတိအောင်လုပ်နေတယ်တပည့်တွေလည်းဘုန်းကြီးမှအားကြီးရှိတယ်သူတို့ကိုယ်တိုင်ပဲပြောပါတယ်တတိပိုကောင်းလာလို့ကိုစိတ်ကိုကိုကြည်လာနိုင်တဲ့အခါမှာကိုကိုကိုယုံကြည်မှုပိုရှိလာတယ်အတိညာလည်းပိုပြီးတော့ထွက်လာတယ်အဲ့ဒီအတိညာဟာဒီတရားနဲ့ပတ်သက်တဲ့နေရာမှာတင်အတိညာဖြစ်တာမဟုတ်ဘူးနော်တရားကြောင့်ဖြစ်ပေါ်လာတဲ့အတိညာကိုရလောက်အောင် တတိတမာရီကြီးတဲ့သူဟာအဲ့ဒီလောက်တတိတမာရီကြီးတဲ့သူဟာတခြားလောကီကိစ္စနဲ့ပတ်သက်လာရင်ရောဘလို့နေမလဲတတိတမာရီပိုကြီးလာတယ်ဒီတရားနဲ့ပတ်သက်တဲ့တတိတမာရီဟာလောကီထဲမှာပါသွားပြီးတော့အကျိုးပေးပါတယ်အဲ့ဒီတော့လောကီရေရာကိစ္စတစ်ခုခုကိုယ့်ဘဝမှာကြုံတွေ့ရပြီဆိုရင်ဂျီတရားအားထုတ်ထားတဲ့အလေးအကျဉ်းကြောင့်တတိတမာရီကောင်းနေတဲ့သူဟာ အဲ့ဒီလော်ဂီရေးကိစ္စကိုကြည့်မယ်ဆိုရင်တကူကောင်းဆန်ဆန်အတ္တကြီးကြီးနဲ့တစ်ဖက်သက်တေယူတန်အမိမျိုးသူ့မှာမရှိဘူးသူ့လိုတဲ့ဖက်ကိုဒမင်တကာဆွဲယူနေတာမျိုးမဖြစ်ဘူးဖြစ်နေတဲ့အခြေအနေကိုအမှန်တိုင်းမြင်တယ်အမှန်တိုင်းမြင်ပြီးတော့ဘာလို့တင့်တယ်လဲလို့သူစဉ်းစားမယ်ဆိုရင်လည်းတကယ်လို့တင့်တဲ့အဖြေကိုအမှန်တိုင်းရနိုင်တယ်အဲ့ဒီတော့အမားလုံမိတာနဲသွားတယ်သူဟာတကူကောင်းမဆန်ဘူးအတ္တဆွဲမကြည့်ဘူး ဲ့ဒီတော့ပြဿနာတစ်ခုခုကျုံလာပြီးဆိုရင် ပြဿနာရဲ့အရင်ခံကိုလည်းတူပိုပြီးတော့မြင်နိုင်တယ်။ဒါကြောင့်ပြဿနာကိုဖြေရှင်းတဲ့အခါမှာလည်းဘယ်အကြောင်းကြောင့်ဘယ်အကျိုးဖြစ်တယ်ဆိုတာကိုဉာဏ်မှရှင်းရှင်းလင်းလင်းမြင်ရတဲ့အတွက်ကြောင့်အဖြေရှာလို့လွယ်တယ်။အဖြေသိရင်ပြေလည်သွားဖို့လွယ်တယ်နော်။ကောင်းတာကိုမသိဘဲနဲ့ဖြေရှင်းနေမယ်ဆိုရင်မပြေလည်နိုင်ဘူး။ဥပမာနေမကောင်းဖြစ်တယ်ပဲဆိုပါတော့ဘာကြောင့်နေမကောင်းဖြစ်တယ်ဆိုတာတိတိကျကျသိလို့ရှိရင်ဈေးကူရတာလွယ်တယ် ဘာကြောင့်နေမကောင်းဖြစ်တယ်ဆိုတာမသိဘဲနဲ့ကုနေမယ်ဆိုရင်စံကဝဝဖြစ်နေမယ်။ဥပမာခေါင်းခုတ်တယ်ဆိုပါတော့အစာအိမ်ယောဂကြောင့်ခေါင်းကိုက်ခြင်းကိုက်မှာပဲ။ကြောက်ခန်းယောဂကြောင့်ခေါင်းကိုက်ခြင်းလည်းကိုက်မှာပဲ။အသည်းကြောင့်ခေါင်းကိုက်တာဖြစ်ခြင်းလည်းဖြစ်မှာ။ဦးနှောင်းမှာအကြည့်ရှုလို့ခေါင်းကိုက်တာဖြစ်ခြင်းလည်းဖြစ်မှာ။စက်မှာအယိုးကြည့်ဖောင်းရှုလို့ခေါင်းကိုက်တာလည်းဖြစ်နိုင်တယ်။ဘာကြောင့်ခေါင်းကိုက်တယ်လဲမသိဘဲနဲ့ခေါင်းကိုက်ပြောက်ဆေးတောင်းနေရင်ပနတ်နေမလဲ။ အကြောင်းရင်းကိုမသိတဲ့အကြောင်းကြောင့်ခဏတော့နည်းနည်းပါးပါးတက်တာရင်တက်တာမှာတယ်ဒါပေမဲ့ဒီယောဂပြောင်းမှာမဟုတ်ဘူးတရားအသိဉာဏ်အမြင်ရှင်းတဲ့သူဟာလောကီရေကိစ္စမှာလည်းအသိဉာဏ်ရှင်းတယ်တရားအထုတ်သူမှာ ကိုယ်စိတ်ကိုယ်ကိုသိပြီးတော့မာနတို့လောဘတို့အိတ်တမစီရတို့ကိုငါမဟုတ်ဘူးပါလားသူသဘောကိုသူဆောင်တဲ့သဘောဝတရားပါလားဆိုတာကိုရိုးရိုးသားသား တတိရှိရှိမြင်နိုင်လက်ခံနိုင်တဲ့အရေးအချင်းနဲ့အသိဉာဏ်ရင့်ကျက်မှုချီနေတဲ့လူဟာလောကီရေးကိစ္စမှာလည်းပဲအဲ့ဒီအသိဉာဏ်အဲ့ဒီရင့်ကျက်မှုတွေကိုသူသုံးလို့ရတယ်။အဲ့ဒါကြောင့်သူ့ဘဝဟာပိုပြီးတော့ရှင်းလာတယ်၊လွဲကူလာတယ်၊အမားအင်မတန်နဲတယ်၊ရိုးသားမှုရှိတယ်၊မြတ်တာမှုရှိတယ်။အဲ့ဒါကြောင့်ပိုပြီးတော့အောင်မြင်တယ်၊သူ့ကိုလူချစ်လူခင်ပေါများတယ်၊ယုံကြည်တဲ့သူပို့များလာတယ် သူ့ကိုယ်သူလည်းပဲယုံကြည်မှုလေးစားမှုချစ်ခင်မှုအားကိုးမှုတန်ဖိုးထားမှုပုံမြင့်တယ်သူ့ကိုယ်သူချစ်တယ်သူ့ကိုယ်သူယုံကြည်တယ်သူ့ကိုယ်သူလေးစားတယ်သူ့ကိုယ်သူအားကိုးတယ်သူ့ကိုယ်သူတန်ဖိုးထားတယ်အဲ့ဒါဟာလူတယောက်မှရလိုက်တဲ့အကောင်းဆုံးအရာပဲလို့ဖုံးနှီးခံစားရတယ်အဲ့ဒီအကောင်းဆုံးအရာကိုရအောင်လုပ်နိုင်ဖို့အင်မတန်အရေးကြီးတယ်တခြားအရာတွေကတော့အသင့်အင့်ရနိုင်သလောက်ရမယ်ကိုကိုကိုချစ်တာကိုတော့ရဖို့အရေးကြီးပါတယ် ိုကိုကိုလေးစားတာကိုရဖို့အင်မတန်အရေးကြီးတယ်။ကိုကိုကိုတန်ဖိုးထားတာကိုရဖို့ကိုကိုကိုယုံကြည်တာကိုရဖို့ကိုအားကိုကိုဖို့အဲ့ဒါတွေဟာအင်မတန်အရေးကြီးပါတယ်။အသိဉာဏ်ပါမှချစ်လို့ရတယ်။ဖိုးနီးယာကိုကိုကို တိတ်ချစ်တယ်။အဲ့လိုပြောရင်တချို့လူတွေနားထဲမှာအခါတီဆောင်ကြီးခစ်ချင်ဖြစ်နေမယ်နော်။ဘုရားဟောပါဠိတော်ရှိပါတယ်။ဘသူကြဘူးလဲမိမိကိုကိုအချစ်ဆုံးဆိုတာအတ္တတမန်ပေမန်နတ်တီရဲ့ ကိုကိုကိုချစ်လို့ကျမကြီးထိခိုက်မဲ့ကိစ္စတွေကိုလုံးဝမလုပ်ဘူးငငယ်တုန်းကဆေးလေးတောက်တယ်နည်းနည်းလေးတိတက်လာတဲ့အခါကျတော့ဒါဟာကျမကြီးထိခိုက်တယ်ဆိုပြီးမတောက်တော့ဘူးမတဲတဲ့အစာအစာကို မစားဘူးဘလောက်အရသာရှိရှိဘလောက်ကောင်းကောင်းဒါပေမဲ့တခါတလေတော့တကားတကမားတွေကတ်ချင်လွန်လို့လာကတ်တော့တနာတာနဲ့နည်းနည်းလေးစားလိုက်တာတယ်နည်းနည်းလေးမှ မစားလို့တော့မဖြစ်ဘူး ဘာဖြစ်လို့လဲဆိုတော့မနစ်ကအမေရိကမှာနေတော့ကတက္ကရာကမတွေကစွန်းနေဟင်းနေမုံနေခဲဖွဲတွေအများကြီးလာကတ်တယ်ဘုံကြီးကတကြားအချိုပါတဲ့အစားအစာအစီများတဲ့အစားအစာတွေနဲ့မတဲ့ဘူးမတဲ့တော့တိတ်မစားဘူးတဲ့တာတွေရွေးပြီးတော့စားတယ်ရွေးပြီးစားတော့ကြိုးကြိုးစားစားချက်လာတဲ့လှုပ်လာတဲ့တက္ကရာကမတွေကသူတို့ ချက်လာတာကိုမစားလို့စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့ဆရာတော်ရဲ့ကျမ်းမာကြီးကအရေးကြီးပါတယ်ဆိုပြီးမတဲ့တာတော့မစားပါနဲ့လို့ပြောရတယ် အဲ့ဒီထဲမှာတကားကြီးတယောက်ကတော့သူကဘာပြောသလဲဆိုတော့ဒီဖုန်းကြီးအသက်ရှည်ခြင်းနဲ့လောဘတွေဖြစ်နေတာတဲ့။ तू ကတော်တော်ကိုမကြည်မနှက်ဖြစ်နေတာ။ तू ကတ်တာကိုမစားလို့တဲ့။ तू ကတ်တာဒီကကောင်းပါတယ်။သိတ်ကောင်းလို့လို့ကိုမတည့်တာနော်။ကုကုကိုမေးကြည့်စမ်းပါ။တကားတကမာကြီးတို့ကုကုကိုချစ်သလားလို့။ချစ်တတ်ဖို့အင်မတန်အရေးကြီးတယ်နော်။ကုကုကိုချစ်တယ်ဆိုပေမဲ့လောဘအလိုလိုက်ပြီးတော့မလုတ်တင်တာတွေလုပ်နေလို့ရှိရင်ကုကုကိုချစ်ရမရောက်တော့ဘူး။ လောဘအလိုလိုက်ပြီးတော့မစားတင်တာကိုစားရင် ကိုကူကူချစ်ရမရောက်တော့ဘူးလောဘအလိုလိုက်ပြီးတော့မလုံတဲ့တဲ့အကုသို့ဒုစရိုက်တွေကိုလုံမိမယ်ဆိုရင် ကိုကူကူချစ်ရမရောက်ဘူးကိုကူကူချစ်ရမရောက်တယ်လို့ကိုကူကူလေးစားလို့ကရမလားမရဘူးနော်ကိုကူကူချစ်လို့ကိုကူကူအထင်သေးသွားမှလာပျောက်တယ်သူများကိုကူအထင်သေးတာကိစ္စမရှိဘူးဂယူးမဆိုင်ဘူးကိုကူကူအထင်သေးမှတော့ကြောက်တယ်ကျမ်းမာခြင်းနဲ့အသက်ရှင်ခြင်းနဲ့ ကိုကိုကိုချစ်ခင်တန်ဖိုးထားတဲ့လူတယောက်အဖြစ်နဲ့နေသွားခြင်းတယ်။ကောင်းတာတွေလည်းအများကြီးလှုပ်ခြင်းတယ်။ကိုကိုကိုပိုတီးတော့ယုံကြည်မှုရှိအောင်ကိုအားကိုကိုးတယ်။ဖြစ်နိုင်သလောက်ကိုလှုပ်ရင်ဖြစ်တဲ့ကိစ္စကိုကိုအားကိုလှုပ်တယ်။ကိုကိုကိုချစ်တတ်တဲ့လူတစ်ဖြစ်ဖို့အင်မတန်အရေးကြီးတယ်။တရားအားထုတ်လာတဲ့အခါမှာကိုကိုကိုပိုချစ်တတ်လာတာတင်မကသေးဘူး။သူတစ်ပါးကိုလည်းပိုချစ်တတ်လာတယ်။ကိုကိုကိုတကယ်မှန်မှန်ကန်ကန်ချစ်တတ်မှသာ သူတစ်ပါးကိုလည်းချစ်တတ်တဲ့သူဖြစ်မယ်။ ဒီလိုတရားအထုတ်လာလို့ဒီလိုအသိဉာဏ်မျိုးတွေရလာတဲ့အခါကျမှဩဒီအသိဉာဏ်မျိုးဒီလိုတရားမျိုးတွေကိုမပြောင်မပြတ်အောင်ထိန်းသိမ်းထားခဲ့တဲ့စံတာတော်တွေကိုကိုဓာတ်ရိုက်ဆင်းသိမ်းခဲ့တဲ့ဆရာသမားတွေကိုတိတ်ကျေစုတင်တယ်ဆရာတော်ဦးဇောတိကယေမဟာမိုင်တော်ယာသီဆာမပြဝါကြီး